ကျွန်တော်မိတ်ဆွေတွေကိုဒီနေ့အမြဝင်ချင်တဲ့အကြောင်းအရာတော့ Wi-Fi password တွေကိုခုလိုမျိုးနှိပ်လိုက်တာနဲ့ QR code တွေမပေါ်အောင် password တွေမမြင်အောင်လို့လုပ်ထားတဲ့နည်းပဲဖြစ်ပါတယ်။အဲလိုကြည့်ကြပါ။ဘောဆန်တိုင်း Google Chrome ထဲဝင်မယ်။192.168.1.1ကိုနှိပ်မယ်။အထက်ကိုဝင်မယ်။ ဥစားနေနေရာမှာဥစားအထဲမှာပတ်စောနေရာမှာလည်းဥစားပဲထဲမှာနော် log in ဝင်လိုက်မယ်ဆောင်းလေးစုံဆွဲကြည့်လိုက်မယ်နော်အကြရင် network ကိုနေမယ် wlan radio 2.4ဆိုအောင်နေလိုက်မယ် တကယ်တည်နေမယ်ဒီမှာ authentication type ဆိုနေအောင်ပြချင်မယ်နော်အအောင်များလေးနေလိုက်ရင်အမ် open system share key wpa psk အလိုတွေရှိရနော် share key ကိုနေမယ်အဆိုရင်ဒီမှာကျွန်တော် wep key 1 2 3 4ဆိုမှပေါ်လာမယ်နော် key 1ကိုကျွန်တော်များလေးနေပြီးပေါ်ကြည့်မယ်နော် သူ original ပေးထားတာကတင့်ငါလုံးကျွန်တော်တို့ကအဲ့ဒါကိုကိုထည့်ရှင်တဲ့ password ကိုချိန်လိုက်မယ်ချိန်ပြီးတော့ submit နဲ့လိုက်မယ်နော် submit နဲ့လိုက်ပြီးတော့ confirm ထားနိုင်မယ်အဲ့ဆိုရင်ကျွန်တော်ဖုန်းက wifi ပြုတ်သွားပြီနော် wifi ကိုပြန်တော့မယ်အဲကျွန်တော်နာမည်ပြန်ရွေးမယ်ခုနကကျွန်တော်ရွေးထားတဲ့ password ကိုငါလုံးကိုထည့်မယ် ဟုတ်ပြီဒီမှာ connected ဖြစ်သွားပြီเนาะ source share လို့ရလေလားနေကြည့်မယ်เนาะလောမများတော့เนาะကြည့်ပါလောမ password share ဆိုတဲ့ဟာလေးပေါ်တော့เนาะအားလုံးဆင်ပြေကြပါစေခင်ဗျကျေးဇူးတင်ပါတယ်